ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ data နဲ့သိမ်းမဲ့ channel ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Veronica ကိုသူကအနိုင်ပြထားနိုင်ခဲ့တာပါဆိုပြီးအားချောင်လာတဲ့ Time Fighter Far Sign ရဲ့အကြောင်းအရာကိုတင်ဆက်ပေးကြပါတယ် Veronica ပြီးခဲ့တဲ့ဥကြာနေ့ညက Time Fighter Junior Fighters ကို1 Championship မှာအလဲထိုးနိုင်ဖို့အလဲထိုးနိုင်ပြနိုင်ခဲ့ပါတယ်အဲ့နိုင်မွေးတော့မြန်မာပြည်သက်တွေပြီး time ပြည်သက်တွေကပါ Veronica ကိုဝိုင်းမိခုံပြူခဲ့ကြပါတယ်ဒီကြားထဲမှာ Veronica ကိုပွဲချလာတဲ့ fighter ကရှိနေပါတယ် အဲ့ဒီ fighter ကတော့တခြား fighter မဟုတ်ပါဘူး Veronica နဲ့ Time Fight မှာထိုးတက်ခဲ့တဲ့ far sign ဖြစ်ပါလေ Time Fighter far sign နဲ့ Veronica တို့က2024ခုနှစ်က Time Fight မှာထိုးတက်ခဲ့ကြတာဖြစ်ပါလေ Veronica နေနဲ့ထိတဲ့တောင်းကစားပြီးထိုးပြခဲ့သည့်တိုင်အောင် Time Fight က far sign ကိုအနိုင်ပေးလိုက်ပါလေအဲ့ဒီအချိန်က Veronica နဲ့ Time Fight တို့စာချုပ်တန်းကုံဆုံးတော့မဲ့ကာလဖြစ်ပါလေ promotion က veronica ကိုရုပ်မာပြီး time fighter ကိုအနိုင်ပေးလိုက်တာဖြစ်ပါတယ် ဒါကတော့ promotion တွေအနေနဲ့ fighter တယောက်ကသူတို့နဲ့လမ်းခွဲတော့မယ်ဆိုရင်အဲ့ဒီလိုမျိုးနီးမြန်းပေါင်းစုံနဲ့ကောက်ချစ်တက်ပါလေဒါ promotion နိုင်ရဲ့လုံနေကြအထာတစ်ခုဖြစ်ပါလေ Veronica က Junior Fighter အနိုင်ပြလိုက်တဲ့အချိန်မှာတော့ far sign ကဝင်ပြီးပွဲလုပ်လာတာပါငါကတော့ Veronica ကိုနိုင်ခဲ့ပါလေဆိုပြီးဝင်ရောက် posting သွားခဲ့တာပါအဲ့လိုမျိုးကိုဝင်ပြီးရှောင်းခဲ့တာပါ far sign နေနဲ့ veronica ကိုသူကနိုင်ထားခဲ့တယ်ဆိုပြီးကုံစားနေတာပါတကယ်တော့ခလေးရောလူကြီးပါအားလုံးသိပါတယ်အဲ့ဒီပွဲမှာသူဘလို့မှအနိုင်မရခဲ့ပါဘူး ဒိုင်းနေရဲ့ဖက်လိုက်မှုကြောင့်သာဖာဆိုင်နေနဲ့နိုင်ပွဲပုံဖော်နိုင်ခဲ့တာဖြစ်ပါတယ်။အဲဒီဖာဆိုင်ရဲ့ပိုးဆောင်မှာထိုင်းပရိသတ်တွေကနင်မနိုင်ခဲ့ပါဘူး။ဒိုင်းဘတ်လိုက်လို့သာအနိုင်ရခဲ့တာပါလို့တော့ဝေဖန်ရေးသားခဲ့ကြတာပါ။ဒီမှာပြိပက်တွေနေမဟုတ်ပါဘူးထိုင်းပြိသက်တွေကပါအခုလိုရေးသားတော့ဖာဆိုင်နင်းနဲ့တော်တော်ကို ရှက်သွားမှာပါဖာဆိုင်ကတော့ပွဲလန်လုံးဖြာခင်းတာပါဒီမှာပြိသက်အများစုကလည်းဖာဆိုင်ကိုထဲဖြင်းနေကြတာတွေ့ရပါတယ်ဖရိုနီကာကတော့အဲ့ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးဘာမှပြောဆိုထားခြင်းမရှိသေးပါဘူး ိုင်းဖိုက်တာဖာဆိုင်ကိုတော့တကယ်ကိုဟာသလို့ပဲမြင်နေပါတယ်တလောကလုံးခလေးကဆလူကြီးဆုံးဒိုင်ဘက်လိုက်လို့သူအနိုင်ရရှိတာသိပေမဲ့သူကတော့ဗရိုနီကာကိုနိုင်ခဲ့တယ်ဂုံယူမိတယ်ဆိုပြီးလေးချင်နေတာတွေ့ရတာတကယ်ကိုအံ့အားသင့်စရာကောင်းပါတယ်ဖာဆိုင်ကိုအခုချိန်မှာတကယ်ထပ်ပြီးတော့အမောက်သိစေချင်ပါသေးတယ်ဗရိုနီကာအနေနဲ့ဖာဆိုင်နဲ့သာနောက်တစ်ချိန်ထပ်မှတွေ့ရရင်တော့အာချောင်းသားတဲ့ဖာဆိုင်ကိုလက်ချေစေချင်ပါတယ် ဗရိုနီကာကတော့လက်ရှိချိန်မှာအဲ့ဒီကိစ္စတွေနဲ့ဘာမှရေးသားထားခြင်းမရှိပဲရှိချိန်မှာခဏခဏအနားယူနေပြီးမကြခင်မှာ training camp တွေပြန်လည်လုပ်ဆောင်တော့မယ်လို့ကြားသိရပါတယ်။ဖြစ်နိုင်ရရှိတဲ့အကြောင်းအရာတစ်ခုကိုအနည်းငယ်ပြောပြချင်ပါတယ်။ဗရိုနီကာရဲ့ပွဲကချွန်လိုင်းလာတယ်မှာဖြစ်လာနိုင်နေရှိတယ်လို့သုံးသပ်ရေးသားနေကြပါတယ်။ဘလို့အခင်းချင်းဖြစ်လာမလဲ one champion ship အနေနဲ့ Veronica ကိုနောက်ပွဲမှာဘလို့ fighter မျိုးနဲ့ပွဲတည်ပေးမလဲဆိုတော့ဆက်လက်ဆောင်ကြည့်သွားကြရမှာဖြစ်ပါတယ်။ဘလို့ခင်းချင်းနေဖြစ်လာမလဲဆိုတော့ဆက်လက်ဆောင်ကြည့်ရမှာပါ။ မိမိတို့ရဲ့ထင်မြင်စားချက်တွေကိုလည်းဝင်ရောက်ဆွေးနွေးပေးကြလို့ရပါတယ်ခင်ဗျာဒီကနေ့အတွက်တင်ဆက်မှုလေးကတော့ဒီလောက်ပါပဲဒါမင်းနေ့ဒီမှာလေး MMA လောကနဲ့အာကစားလောကကနောက်ဆုံးရစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်အပ်တင် subscribe လုပ်သွားကြဖို့တောင်းဆိုပြရစေခင်ဗျာအားလုံးပဲသာပြောရှင်မှာကောင်းတဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နေကြပါစေ